ညင်္ဂလာပါမနေ့ပြန်ခொနီယာသားသမီးများအတွက်တည့်ရတာဆောင်းဝမ်းရှောင်းဝမ်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့သားသမီးလက်အောင်ငယ်သားတို့အတွက်စိတ်တော်ကရောက်အပ်တတ်ပါတယ်အလုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်အခြေအေးမှာတော့ဝေးလေကောင်းလေမျိုးဖြစ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်သုံးခွန်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အပြာရောင်နဲ့နှက်ပြာရောင်ဖြစ်ပါတယ် ရေရီယာအနေနဲ့ကတော့မိမိရံဖျံမှာပဲမုတ်သုံးခုကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့အဆအဆအရာရာအဆင်ပြေအောင်မြင်နိုင်မယ့်နေ့လေးဖြစ်ပါတယ်လူမျိုးကြားပါတာကြားဆက်တူရှယ်ယာကိစ္စများအတွက်အဆင်ပြေပါလိမ့်မယ်အခြေအနေနဲ့အိမ်တော်ကြီးမှာတော့တအူးနဲ့တအူးဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်ငွေကန်ကတော့ကောင်းပါတယ်ခြေထောက်မှာ ထိခိုက်ဒဏ်ရာရတတ်ပါတယ်တစ်သုံးပါတယ်ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့အိမ်အောင်တော့အစိမ့်နှုတ်ရောင်ဖြစ်ပါတယ် ရရအနေနဲ့ကတော့မိမိရဖျက်မှာအုန်နီပါတယ်မို့ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတော့ယနေ့မှာတော့မိမိနေအလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်အချင်းနဲ့အင်တော်ကြီးမှာတော့စကားပြောဆိုညှင်းခုံအောင်တတ်ပါတယ်အပူလောင်တတ်ပါတယ်ငွေကြေးကံတော့အလွန်ကောင်းပါတယ်ခွန်ကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ခရမ်းရောင်ဖြစ်ပါတယ်ရရအနေနဲ့ကတော့မိမိရဖျက်မှာမုတ်စိမ်းပေါင်းကတ်လို့ပူဇော်ပေးပါ ုဒ္ဓဟူးသားများတို့ယနေ့မှာတော့ထင်းကောက်ကြံ့ကြနေတဲ့ကိစ္စများပြည်လည်ပြီးတော့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။လက်လွန်ထားတဲ့ငွေကြေးများပြန်ပြီးတော့ဝင်လာတတ်ပါတယ်။ချင်းရေးမှာတော့တာယာနေပါလိမ့်မယ်။ကိုလက်ရရန်တာရင်မအောင်တာမျိုးတွေဖြစ်တတ်ပါတယ်။တင်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အစိမ်းရင်ရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရာဖျားမှာလက်ဖက်ရည်ကတ်လို့ပူဇော်ပေးပါ။ ကြာရာပရိသတ်မိများတို့ယနေ့မှာတော့ကို့အပေါ်မနာလိုလူရန်လိုလူနှောက်ရချင်းတို့များနဲ့တွေ့ရတတ်ပါတယ်။နေထိုင်ရင်လည်းစိတ်လိုမကြဖြစ်နေတတ်ပါတယ်။အပြောမှဆိုမှဆုံးပြတ်ချက်အမှတွေကြုံတွေ့ရတတ်ပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။တတိထားပေးပါ။တင်းနစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အဖြူအောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရဲ့ဖခင်မှာကော်ဖီနှစ်ခွက်ကပ်လို့ပူဇော်ပေးပါ။ တောက်ကြသားသမီးများတို့ယနေ့မှာတော့အလုပ်တွေတို့လိုတန်လန့်ဖြစ်နေတတ်ပါတယ်။ဆုံးဖြတ်ခတ်တဲ့အချိန်ဤအချက်အသေးများနဲ့ကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ကြီးမှာတော့အထင်မြင်တွေ့စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။လေထိုးလေအောင်ဖြစ်တတ်ပါတယ်။အချိန်မှာတော့စကားများညှင်းခုန်နေရတတ်ပါတယ်။လေးချောက်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့ဖျားမှာကော်ပြန့်ကျော်ကတ်လို့ပူဇော်ပေးပါ။ စနေသားသမီးများတို့ယနေ့မှာတော့အလုံမအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်အလိုမကျစရာတွေများနေပါလိမ့်မယ်ငွေကြေးကံတော့ကောင်းပါတယ်ချွေလက်ဝေယတနာအလှကုန်အနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချစ်တူစီကနေပြီးတော့သတင်းကောင်းများကြားရပါလိမ့်မယ်နှစ်ကိုးပါတဲ့ကရမ်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောက်နဲ့ပန်းရောင်ဖြစ်ပါတယ်ရေရီယာအနေနဲ့ကတော့မိမိရံဖျားမှာတပြေ၂၀ညော့ကလူပူဇော်ပေးပါ ားလုံးကျမ်းမှချမ်းသာကြပါစေ။